အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်စီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြန်လဲပြောပြပြီးသွားမှာကတော့ကိုဝင်တဲ့ထိုင်းအမျိုးသမီးတူမှအင်တာတက်ရင်ခလေးထွက်လာတာကြောင့်ခြုံပုတ်ထဲကိုယူသွားပြီးတက်စီလောင်ကမိရှုပ်ပြီးအလောင်းဖျောက်ခဲ့တဲ့ဆိုတဲ့ထိုင်းနမေကြီးတဲ့ရင်ကိုကျွန်တော်ပြန်လဲပြောပြပြီးသွားမှာပဲဖြစ်ပါတယ် ဖြည့်စင်ကတော့ထိုင်းနိုင်ငံစကော့နက်ခေါမျိုးမှနေထိုင်တဲ့အသက်33နှစ်အရွယ်ကိုဝင်တဲ့ထိုင်းအမျိုးသမီးတဦးဟာအိမ်သာတက်ရင်ခလေးထွက်လာတာကြောင့်ဘလို့လောက်ရမယ်မှန်မသိကခလေးကိုခြုံတော့တဲ့ယူသွားပြီးတက်စီလောင်ကမီရှိုခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့ရွာထဲကလူတွေမှခလေးရဲ့အပိုင်းအစားတွေကိုတွေးသွားပြီးအလောင်းဟာမီရှိုခန့်ထားရတာကြောင့်တက်ဆိုင်ရာကိုတိုင်ကြားခဲ့ပါတယ်။အဒီနောက်မှာတော့တဆိုင်ရာမှာကျူးလွန်သူကိုဖမ်းဆီးဖို့အတွက်စုံစမ်းခဲ့ကြပါတယ်။ကလေးရဲ့အလောင်းကိုတွေးရှိတာကတော့ပြီးခဲ့တဲ့၁၉ရက်နေ့ကဖြစ်ပြီးကျူးလွန်ခဲ့တဲ့ကလေးရဲ့မိခ င်အသက်33နှစ်အရွယ်ထိုင်းအမျိုးသမီးကိုတော့ထိုင်းရဲတပ်ဖွဲ့ကမနေ့တုန်းကမှဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီးထိုင်းရဲတပ်ဖွဲ့ကထိုအမျိုးသမီးကိုဘာကြောင့်အခုလိုကျူးလွန်ရတယ်ဆိုတာနဲ့ပတ်သက်ပြီးစစ်ဆေးမေးမြန်းမှုပြုလုပ်တော့ထိုအမျိုးသမီးပြောတာကသူမဒီကလေးကိုကိုဝင်ဆောင်လာတာဟာအခုမှ9လပဲရှိသေးတယ်။နောက်ပြီးဒီကလေးဟာသူမရဲ့၃ယောက်မြောက်ကလေးဖြစ်ပြီးသူမမလို့ခြင်းပဲရခဲ့တဲ့ကိုဝင်ဖြစ်တယ်။နောက်ပြီးကိုဝင်ဆောင်လာရတဲ့တခြားမှာလည်းသူမဟာအရန်နဲ့မူးယစ်စေဝါတွေကိုလည်းတုံးဆွဲခဲ့ပြီးပြီးခဲ့တဲ့16ရက်နေ့ကသူမရဲ့ဘိုက်တွေအောင်းအောင်းနေတာကြောင့်အိမ်သာသွားတက်တဲ့အခါမှာကလေးထွက်လာခဲ့တယ်။အဲ့လိုနဲ့သူမလည်းလမ်းဖြန့်ပြီးဘလို့လောက်ရတော့မှမ တီကခလေးကိုခြုံတော်ထဲမှသွားပြစ်ပြီးတက်စီပလင်ယူသွားပြီးလောင်ချကမိရှုပ်ပြီးပြစ်ထားတာကိုလူတွေသွားတွေးခဲတာဖြစ်တယ်လို့အသက်33နှစ်အရွယ်ထိုင်းအမျိုးသမီးမှပြောပါရယ် အိုင်နောက်မှာတော့ထိုင်းရဲတပ်ဖွဲ့မှထို့အမျိုးသမီးကိုသူမကျူးလွန်ခဲ့တဲ့နေရာကိုလိုက်ပြခိုင်းခဲ့ပြီးသူမကျူးလွန်ခဲ့တဲ့နေရာကိုရောက်တော့ထို့အမျိုးသမီးဟာဒူးထောက်ထိုင်ချပြီးလက်အုပ်ချီကအမေကိုခွင်လွှတ်ပါဆိုပြီးသူမရဲ့ကလေးကိုတောင်းပန်ခဲ့ပါတယ်။နောက်ပြီးထိုင်းတင်းမပြောတာကတော့ကလေးရဲ့အပိုင်းအစားတွေကိုဆေးရုံမှ DNA စစ်ပြီးသွားရင်ကျူးလွန်ခဲ့တဲ့ထို့အမျိုးသမီးကိုဥပဒေအတိုင်းထိရောက်စွာအေးအေးမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းတင်းမပြောပါရယ်။